ဝိုင်လန်နဲ့ထွက်မယ်အိုစင်ဟန်လည်းရမယ်ဆိုတဲ့ရက်ကလစ်တို့ရဲ့တစ်ချက်ကုန်းနှစ်ချက်ပြတ်အစီအစဉ်ပရိသမန်လုံးဝမိန်လာများမဲ့ချစ်စာဖို့ဆောင်ကနေပြန်လဲကြိုလိုက်ပါရင်ရက်ကလစ်တို့ကစိုးတော့မစိုးဘူးလို့ပြောမှာပါဖျားလဲဖို့လဲဟုတ်လဲတူးဆိုတဲ့အကွက်မျိုးကိုအခုနောက်ပိုင်းမှာရက်ကလစ်တို့ကအရန်လှလာကြပါရင်အခုလက်ရှိမှာဆိုရင်မန်ယူကအာရှခင်းစင်ဘက်ကိုခြေဦးပြန်လှည့်လာခဲ့ပြီးဘောလုံးလဲကစားဝင်ဝင်လဲတိုးပွားဆင်နေမဲ့အစီအစဉ်လေးပြုလုပ်နေပါရင်အာရှခင်းစင်နှက်ပွဲကံပြီးသွားရင်မန်ယူအသင်းကပေါင်၈သန်းအထိဝင်ဝင်ရရှိနိုင်မှာပါဒါကအမေရိကန်မှာကစားတဲ့ခြေစမ်းပွဲတက်ထောင်မှာပုံမှန်များပြားတဲ့ပမာဏဖြစ်ပါရင် အာရှမှာမန်ယူကိုအားပေးကြတဲ့ပရိသတ်တွေကလည်းအများကြီးရှိနေတာဖြစ်လို့ရက်ကလေးတို့ကအာရှဈေးကွက်ကိုလည်းမျက်ကွယ်မပြုထားရတော့ပါဘူး။ဘာဖြစ်လဲဆိုတော့ဒီချိန်မှာမန်ယူအတွက်အမွေးဆိုတာတပောင်ကအစတန်ဖိုးရှိနေတာအကြောင်းဖြစ်ပါတယ်။အခုဆိုရင်လည်းရက်ကလေးတို့ကဖျားလဲဖူးလဲဦးလဲတူတဲ့နောက်ထပ်အဆီဇင်တရက်ကိုထပ်မံပြီးတော့အကောင့်ထည့်ဖော်လိုက်ပြီးဖြစ်ပါတယ်။ဒီတစ်ခါရွှေ့တဲ့အကွက်ကမိုက်ပါတယ်။တကယ်သာဖြစ်မြောက်သွားခဲ့မယ်ဆိုရင်ရက်ကလေးတို့ကိုအမှတ်တွေအများကြီးပေးရမှာပါ။ရက်ကလေးတို့ရွှေ့နေတဲ့အကွက်ကတော့နာပိုလီတိုက်စစ်မှုအိုဆင်ဟန်ကိုခေါ်ယူမဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံလာမယ့်ရာသီမှာဥရောပပြိုင်ပွဲတွေဘာတစ်ခုမှဝင်ပြိုင်ခွင့်မရထားပေမဲ့အိုစီယံကိုခေါ်ယူနိုင်ရေးအတွက်အခုချိန်ထိလက်မလျှော့သေးပါဘူး။နေလန်ပေါင်းစုံနဲ့လှည့်ပတ်ပြီးတော့ဂျိုးပန်းနေဆဲဖြစ်ပါရင်အိုစီယံဟာနာပိုလီရဲ့တောင်းဆိုမှုတွေကိုဖြည့်ဆည်းပေးဖို့အတွက်ငင်းဆန်ထားပြီးနာပိုလီနဲ့လမ်းခွဲဖို့အတွက်ကိုပဲစိတ်အားထက်သန်နေတာပါ။နာပိုလီမှာမကစားရရင်ပြီးအောင်ဆိုတဲ့အချိုးမျိုးကိုအိုစီယံကချိုးနေပါရင်မန်ယူအသင်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းကအိုစီယန်ကိုခေါ်ယူနိုင်ရေးကိစ္စအတွက်နာပိုလီတာဝန်ရှိသူတွေနဲ့ထပ်မံဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။အိုစီယန်က ယခုနေရာဒီဈေးကွက်မှာခေါ်ယူရရှိနိုင်မဲ့ထိတန်းအထောင်တိုက်စစ်မှုတူဖြစ်ပြီးနာပိုလီကလည်းဒီတိုင်းဆက်ထားရင်သူ့ရဲ့ပြောင်းရွှေ့ခြေတံပိုးကတဖြည်းဖြည်းနဲ့ရော့ကျလာအောင်မှဖြစ်လို့အိုစင်ဟန်ကိုရောင်းထုတ်လိုက်ဖို့ကိုပဲဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါရင်နိုင်ဂျီးရီးယားလည်းပဲစင်ကစားမှာဟာယခုနှစ်ဘောလုံးရာသီမှာတူရီကလပ်ကလာရာစေးအသင်းတန်အငားနဲ့တွားရောက်ကစားနေပြီးပြိုင်ပွဲဆုံးပွဲလေးဆယ်ပေါဝင်ကစားပေးထားရမှာတွင်းကို36ကိုနဲ့ဂိုးဖန်လေးမှု၈ချိန်ထိပြုလုပ်ပေးထားနိုင်ခဲ့ပါရင် အိုစင်ဟန်ကလုံအားလုံးကောင်းမွန်တဲ့တိုက်စစ်မှုဖြစ်ပြီးအေရီယယ်ပိုင်းနေမှာလည်းအစာစီးရယူကစားနိုင်သူပါတင်းထန်တဲ့အရှိန်ဟုန်နဲ့ကစားတက်သူဖြစ်ပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်မှုတွေကိုပါအချိုးကျပေါင်းစပ်ထားတာကြောင့်အိုစင်ဟန်ဟာပြိုင်ဘက်တွေအတွက်ကြောက်စရာကောင်းတဲ့တိုက်စစ်မှုတူဖြစ်လာပါတယ်ဘတ်ဆောင်ဆွမ်းရင်နေစနစ်အားကောင်းမှုလင့်ကပ်ပလေးကောင်းမှုတွေကလည်းအိုစင်ဟန်ကိုအခုလုံထိတန်းတိုက်စစ်မှုဖြင့်ရပ်တည်နေနိုင်စေလာဖြစ်ပါလိမ့်မယ်။အိုစင်ဟန်ရဲ့ပြတ်သားတဲ့မဆုံးမနစ်တိုက်ပွဲဝင်မှုဆွမ်းရင်ကပရီးမီယာလိမှာလှိုင်းလေထန်နေတဲ့အေမိုရင်အတွက်ကတော့အတော်လေးကိုအားကိုးရနိုင်မယ်ကစားမတယောက်ဖြစ်လာစေမှာပါ။ အထက်ဖွဲ့ရဲ့လက်ရှိအများစုတိုင်းစင်မိုးခွိုင်းလန်းနဲ့ဇန်စီလိုနှစ်ယောက်ပေါင်းရဲ့ဒီဟာဒီပရီးမီးယားလိဂ်သွင်းကိုက9ခုတာရှိခဲ့ပါတယ်။အတော်လေးကိုရှက်စရာကောင်းတဲ့စွမ်းဆောင်ရည်မျိုးပါအထူးသဖြင့်ခွိုင်းလန်းဖြစ်ပါတယ်။ဘလုံးမကိုအားကိုးလို့မရအသုံးစားလို့မရဖြစ်နေပါတယ်။ဒါကြောင့်လည်းအခုဆိုရင် Reckless တို့ကတစ်ချက်ခုနှစ်ချက်ပြတ်အစီအစဉ်တရက်ကိုရေးဆွဲလာခဲ့ပါတယ်။သုံးစားလို့မရတဲ့ခွိုင်းလန်းကိုလည်းရှင်းထုတ်ပေးသားဖြစ်သွားမယ်။အုံစင်ဟန်ကိုလည်းရမယ်ဆိုတဲ့အကွက်မျိုးကို Reckless တို့ကရှေ့လာခဲ့တာဖြစ်ပါတယ်။ နာဝလီတောင်ဝင်ရှိသူတွေတချို့နဲ့တွဲဆုံခဲ့စဉ်မှာမန်ယူဘက်က White Land Plan မွေသားအလိုက်ပေါင်33တန်းနဲ့အိုစင်ဟန်ကိုကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီကမ်းလှမ်းမှုအပေါ်မှာနာဝလီဘက်ကစိတ်ဝင်စားတဲ့ဟန်တော့ပြနေပါတယ်။ဘာလဲဆိုတော့အေလေကအိုစင်ဟန်ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့ပေါင်35တန်းထက်ပိုပေးဖို့ဆန္ဒမရှိပါဘူး။အခုကအေလေပေးတဲ့ပြောင်းရွှေ့ခြင်းအပြင် White Land တယောက်ကိုပါထပ်မံရရှိနိုင်မှာဖြစ်လို့နာဝလီဘက်ကစိတ်ဝင်စားတဲ့ဟန်ကိုပြလာခဲ့တာပါ။ ကော်နီကဒိုမီနီကိုတောက်ပစေခဲ့တယ်လို့ဝိုင်လန်ကိုလည်းစင်တင်ပေးနိုင်လိမ့်မယ်လို့ယူဆနေတာကြောင့်မန်ယူရဲ့ကံလန်မှုကဒီတစ်ခါမှာအတော်လေးတာသွားနေတာလည်းဖြစ်ပါတယ်။မကြာခင်မှာတော့အဖြူမဲတဲကွဲစွာမြင်လာရဖို့တော့ရှိနေပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကလောပါပဲ။နောက်နေ့မှလည်းအောက်ကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။